တို့ညာကိုအပင်းနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာကြီးဆင်မြေကျွန်းအောင်သိရေးသားထားတဲ့ရက်တလီရွာတလီဝိထုတို့များရဲ့မှမျက်လုံးတစ်ဖက်နဲ့အသေးတစ်ချမ်းဆိုတဲ့ဝိထုတို့ကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်ရှင်။ ဆင်မြူကျွန်းအောင်တဲ့မျက်လုံးတစ်ဖက်နဲ့အသေးတစ်ချမ်းမောင်ကျော်မောင်ဤမျက်လုံးတစ်ဖက်သည်မိအုံညူဤမြကေတာမှဆာ၍ခြေပြားကလေးတို့တိုင်အောင် အနုစိတ်ကြည်မောနေစေ၌ကြံမျက်လုံးတစ်ဖက်သည်မိအုံညူဤလေးကိုင်းအလားနှုတ်ခမ်းပြားအလားကိုမဝနိုင်မအီမောနိုင်အောင်ငေးဆိုင်နေရလေရှိသည်ပရိုဗိုက်တန်ရွာတွင်သို့ဝင်ရောက်ဆုံးခံသောဒိုင်းကောင်းကုန်းမှညတီတာကြောင့်တရချင်ရွာမှ တောင်ကျောင်းမြောက်ကျောင်းပြေဆိုးကုန်းအရက်မှ အရှိချောင်းအနောက်ချောင်းနဲ့ရွာတိရွာမှာရွာမချောင်းအရှိချောင်းဟူ၍ကျောင်းခွနဲ့ကျောင်းရှိသည့်အနက်မြုံညူသည့်ရွာတိရှိချောင်းမှာကျွင်းသောကျောင်းများကိုဆွလောင်းရန်ပြက်ကွက်တတ်၏ဆံဖွက်နေလျက်တန်လန်းမှုဆံအုပ်ခွေးဝင်စားမည်ဆိုသည့်အတွက်ကရော်စွန်းသာလောင်းလိုက်ရ၏နွားစာစင်းနေကိုင်း၌ချွေးရီတန်နေရွှဲနေသည်မို့လွှတ်လိုက်ရ၏သို့သောမောင်ကျော်မောင်ပါသောရွာတိအရှိချောင်းမှာဆွမ်းခံဝင်တော်မည်ဆိုလျင် မြုံညူဟာအလိုလိုသိသည် မတိပဲနေနိုင်မယူလားရွာဤအပြင်ဘက်ရှိလှဲလန်းသူမကြာခဏလှမ်းလှင့်ကြည့်ကမောင်ကျော့မောင်တို့ကြောင့်မှတာမနေဥပစင်းများကိုမြင်လိုက်သည်နှင့်တပြိုင်နက်လုတ်ကင်စဲအလုတ်ကိုချပစ်ခဲကအိမ်မော်တို့တက်ပြေးပြီးအရန်တက်စောင့်လင့်လေ၏မိုးညို့သည်အမြဲလှနေပါကလားဟုမောင်ကျော့မောင်ကမိုးညို့တို့အိမ်မှဆွမ်းငံမြည်ပြန်ထွက်တိုင်းတွေးလေရှိသည်မိုးညို့သည်အိမ်ရှိသူမောင်ကျော့မောင်တို့မရောက်မီကကြိုတင်၍ဆွမ်းလောင်းရန်ပြင်ဆင်နေသောကြောင့်ကိုကိုပြုပြင်ရန်အချိန်ရသည် ခြေစပွဲညနာကလေးကိုထက်မှန်၍အချောတက်နိုင်ခဲ့သည် ထို့ကြောင့်မင်းမောင်ကျော်မောင်ကမီးဥညူအမြဲလှဤဟုထင်နိုင်ခြင်းဖြစ်သည်တနေ့လျင်တစ်ချိန်သာတစ်ချိန်တွင်လည်းမျိုးလုံးကြီးဆုံလိုက်ရခြင်းကခဏကလေးသာထိုခဏတွေ့ဆုံရခြင်း၌ခံစားလိုက်ရသောဒုက္ခဝေဒနာကို နေရွယ်ကျူးသည့်တိုင်မီးဥညူမှာတသက်သက်ခံစားကြည့်နူးနေခဲ့ရလေရှိသည်လာပြည့်နေ့ချိန်၌ငွေလာတာသည်မဟုတ်ငွေလာတာတိုင်းလဲငွေလာရောင်၏အလှပန်းကို ကြာကြာစင်ရင်ရသည်မဟုတ်ပေတခါတရံ၌တိညူတိမ်ပုတ်တို့သည်အုတ်ခွဲ၍ညဤအလှငွေဆန္ဒကိုခိုးယူသွားရကြသည်မဟုတ်လားမိမွေတိုင်းကိုထက်သူချက်သိမ်းတွင်မြသောရင်းတွင်ဖြင့်လောင်းချလိုက်ပြီးတကယ်သူရွှေရင်ညွတ်နုဖက်ဖက်ကိုစောင်းနေဝင်း၍ပတ်လိုက်ပြီးတကယ်သူတောင်ကဘာပြက်မှလွင့်စင်ကြသွားရသည်သူမောင်ကျော့မောင်နှင့်တအောင်မြမျိုးလုံးချင်းဆိုင်လိုက်ရစဉ်၌စုပ်ယူဖမ်းထားလိုက်ရသည်အရသာသည်ပင် တခါတလေ၌ကလေးငယ်ဤလက်ထဲမှစားဝယ်ကို ကြီးငယ်တုတ်သွားသလိုထိတ်ခနဲရင်မှာတုံစရာကြုံရ၏ဟဲ့ဘိုင်းနာမစွန်းကန်အဖြစ်ရွာလေဦးတော်မရောက်သေးဘူးဖြစ်နေလိုက်တာတတော်မှမွေးမီကထားပြီးမှန်မဲလိုက်သောနေရာများ၌မောင်ကျော်မောင်ရင်တန်ဆွမ်းသောမျက်လုံးနှစ်ခုဤဖန်းစားခြင်းကိုမခံလိုက်ရတော့ပေမွေးမီသည်ရှေးထုံးဆံအရာဆုံးမရ၌မြို့ညို့ဤနာဝကိုပူပြင်းနာကျင်သွားစေနိုင်စွမ်းရှိ၏ရစကာမအရွယ်မတိုင်သေးဘူးလင်းထောင်နေပြီပေါ့လေ မောင်ကြောင်မှန်မယ်နော်မောင်ကြောင်မောင်ရှင်သာမဏေဘဝတော်ကဆိုရင်ဆွန်လောင်နိုင်မြူးညူရင်ဖို့ရသည်တစ်ဖက်တော်မျက်လုံးကနှုတ်ခမ်းပြား၌စံပြောစဉ်ကြံတစ်ဖက်ကမြူးညူတို့လုံးကိုကျုံးပွေမြူချူသောမောင်ကြောင်မောင်ကိုမောင်ကြောင်မောင်ရှင်လူထွက်ချိန်၌မြူးညူအားဆွန့်ပစ်လိုက်ရ၏အမိအဖနှင့်မိမိတို့သုံးဝတီတီသာမဏေဘဝမှာပျော်မြီးဆိုသောမောင်ကြောင်မောင်သည်တော်အမြပင်မပြည့်မီမျက်လုံးမှာဒဏ်ရာရသဖြင့်လူဝိလဲလိုက်ရသည် ကျမငင်ရင်တော့အားလျင်ပတိစိတ်ပြီးနေနေကြကိုရင်ကြော့မောင်မှာဘုံကြီးတစ်ပါးသို့ကြွားသွားသောနေ့တနေ့၌ကိုရင်ပေါ်များနှင့်ကြီးသားဝင်ရ၍ဖြစ်သည်ကိုရင်ကြော့မောင်တို့ဘက်မှတရှုံနဲ့ရှုံနေသဖြင့်ကိုရင်ကြော့မောင်ကဒေါသထွက်လာကကြီးသားလေထဲမြောက်အသွားတွင်ဒုတ်ဖြင့်တအားရိုက်လွှဲလိုက်သောကြီးသားကို စီးကျူဖမ်းဆီးကြသည်ဒါမှလည်းတစ်ဖက်လူဤရိုက်လှဲကုံဆုံးကကိုအလှဲသို့ရောက်နိုင်မည်မဟုတ်လားတို့ရရင်ကိုရင်ကြော့မောင်တို့၏အလှဲကရောက်မလာပြီ ဝီခေါ်ပြန်တန်းလာတော့ကြီးသားထုတ်ကကိုရင်ကျော်မောင်၏လက်ရမျက်လုံးတစ်ဖက်ကိုဝင်ရောက်ထိမှန်ခြင်းဖြင့်ကစားကွင်းသည်ငိုကြွေးသံများအောက်ဝဲနှင်းမြုပ်ပြောင်းဆုံးခဲ့၏ကျော်မောင်ရဲ့အဖြစ်ကိုမြင်သေးရဲ့လားမိအုံးညိုရဲ့ရေခက်စိတ်မှာအနာပြောက်ပြီးနောက်မောင်ကျော်မောင်ကလာရောက်တွေ့ရင်တရံစာများကိုပင်မဆက်နိုင်တော့ပဲရှိုက်တငင်ငိုကြွေးခဲ့သည်မိအုံးညိုသည်ခေါင်းပေါ်မှရေရိုးကိုပင်မကြအောင်ရက်တီးဖို့မစွမ်းရှာမျက်ရည်ဝိုင်းလျက်စွန့်နှင်စွာငေးကြည့်နေ၏ အတန်ကြာမှရှိုက်လျက်ချော့မော်သည်မောင်ကြီးကိုမယုံညို့မမုံမူမယုံညို့မှာမောင်ကျော်မောင်ကိုဆက်လက်မကြည့်ရတော့သဖြင့်အိမ်တို့ပြန်ပြေးခဲ့ရသည်မျက်ရည်ချောက်၍ခုံးနေသောနှလုံးငြိမ်သက်သွားသောအခါ၌တနာစီဖြင့်ပြောခဲ့မိသောစကားအတွက်နောက်နာရမိလေ၏မောင်ကျော်မောင်မှာပြပိုက်တန်းရွာနှင့်တမိုင်ခန့်သာဝေးသောညောင်မေဝိုင်းရွာမှအလေသမားသားတစ်ယောက်သာဖြစ်သည်မျက်လုံးတစ်ဖက်ကြည့်မကောင်းရှုမကောင်းလောက်အောင်ကျက်စူးထွက်ပြီးသည့်နောက်၌ မိယုံညူထံညနာပြအမှပဲဆရာငယ်ခဲ့ရသည်သို့သောမိယုံညူသည်မောင်ကျော်မောင်စိတ်မငယ်ရလေအောင် ရှောင်ကွင်းနေပေ၏ရေခက်လမ်းမမျက်နှာငယ်ကလေးဖြင့်လာရောက်ဆောင်ဆိုင်နေတဲ့သည်မောင်ကျော်မောင်ကိုမမြင်ဟန်ပြု၏မောင်ကျော်မောင်ကစကားဆိုလာတော့တူတူတော့နောင်းမင်တုံ့ပြန်သည်နောင်သောအခါ၌မောင်ကျော်မောင်လာခြင်းညနေပိုင်းတွင်အိမ်တွင်အလုံများကိုလှုပ်၍ရေခက်ချိန်ကိုနနက်ပိုင်းသို့ပြောင်းလဲလိုက်လေသည်သူတို့ဒီလူပြိုပေါအပြိုပေါဘဝကလေးကစွန့်ခံရင်စွန့်လောင်းရင်ချစ်ချိုးချီခဲ့ကြသည် ောင်ကျော်မှာရှင်းလင်းပြန်ပြီးဒီနှစ်တပြိုင်နက်မိယုံညူကိုထိမ်းညယူငင်မည်ဟုအခဲထား၏နေ့စဉ်မြင်တွေ့နေရသောကြောင့်သူတို့၏နှလုံးသွေးသည်အစင်လှုပ်ရှားနေသည်အချစ်သွေးသည်အမြဲတမ်းပူနွေးရင်မာနေ၏မျက်လုံးတစ်ဖက်ပြတ်သောကြောင့်မိယုံညူဟာအလွယ်တကူတိမ့်ဖဲသွားနိုင်ခဲ့တော့လေမောင်ကျော်မှောင်မှာတုံ့ပြန်မစိမ့်နိုင်ရှာပြီမျက်လုံးတစ်ဖက်ပြတ်ခြင်းသည်တစ္ဆာကလေးပြတ်ခြင်းမဟုတ်သောကြောင့်လည်းအသေးထက်၌အခရာတင်ထားမိသောမိယုံညူ၏မြစ်တာဘွဲ့သည် လွတ်မပြေနိုင်ကြီး မြုံညိုဤလဲဆွဲသစ္စာပလဲတွေချူပြဲလီချင်း၌မြစ်တာပလဲလုံးလေးများသည်မြေပေါ်သို့လွင့်စင်လှိမ့်သွားပေသည်။မောင်ကျော်မောင်ဤပတ်ဝန်းကျင်မှာပစိုးကိုပခုံးမှာချိတ်တိုင်းတက်ပြီးဆိုလျင်ထရီကိုနှုတ်ခမ်းများမှာစူစီတတ်တော်ဤထရီခန်းကြီး၌မိတော့အရက်သည်ဖြည့်ဖြော်ရန်အရန်တက်ရောက်လာလေသည်။အဖိုးနေမြေခွက်လှဲချ၍တိုင်းနှင့်အဖေလေပင်ဖက်ပြီးမူးလဲသောအရက်စရိုက်၌မောင်ကျော်မောင်ရစ်ထုတ်ဖြစ်သွားခြင်းအတွက်ထူးထူးခြားခြားဝိသေသနာပုတ်တက်ဆင်စရာမရှိပေ။ သို့တော်လည်းမောင်ကျော်မောင်တည်ရေကျော်မှမျောပုံကမထူတော်သည့်ဘဝတွင်မကောင်းဆိုးမှန်သည်မြကိုအောင်လှုပ်လိုက်မည်ဟုသည့်စိတ်ဖြစ်၏လေခွက်တွင်းရှိပြိုးပင်များရင့်လာပြီဆိုလျှင်မောင်ကျော်မောင်ကသူ၏တိုက်ချက်ကြီးနှစ်ကောင်ကိုတတတာနှင့်ရေပေးထားကကောက်ဆိုင်ချိန်၌ခွက်လက်ပြထားပြီးလက်ပိတ်တည်နှင့်တပြိုင်နက်တရွာပြီးတရွာပြောင်း၍စက်တိုက်လေတော်သည်လူဘဝဝဲမှောင်ကြီးကြချိန်၌စီးကရာကင်းမဲ့ခြင်းလောက်ကြီးမားသောဆင်းရဲသည်မရှိဟုထင်၏ မောင်ကျော်မောင်တို့ဇက်လွတ်ထားသောစိတ်ကို ထိမှတ်ပေးမိသူမရှိရွာရကသူကြက်လေတိုက်ရမှအပြန်တွင် ဖဲဝိုင်းများ၌အချိန်ကုန်မြန်၍ငွေရတောက်စားသောဝိုင်းများဆက်လက်ဖွဲ့စည်းရင်းဒူးစရိုက်မှုတို့ကိုမိထိုးပေးပြန်လေသည်ကြက်တော်၎င်းဖဲတော်၎င်းရှုံးမိချိန်၌အဖော်ကောင်းတွေ့လျင်ဓမြမှုလူရက်မှုများကိုဆက်လက်ကျူးလွန်မြန်၏မောင်ကျော်မောင်၏ဘဝမှောင်သည်ဤနည်းဖြင့်ထူထဲသိပ်သည်လာခဲ့တော်သည်မောင်ကျော်မောင်ကြီးမိခင်သည်တားလက်ဤမိုက်တွင်းနှက်ပုံကိုရင်တမမနှင့်ကြည့်နေရရှာ၏ ောင်ကျော်မောင်ဤအထက်သားကြီးကိုဖိုးထိန်နဲ့မောင်ကျော်မောင်ဤအောင်မသားနှင့်သမီးများမှကိုအိုးကိုအိမ်နှင့်ဖြစ်သွားကြတော့လဲမိဘကိုပြစ်မှတ်ထားကြပြီမောင်ကျော်မောင်ရက်ရှည်လာများအိမ်တို့ပြန်မလာတိုင်းအိမ်တော်ခွဲသားသမီးတွေကမောင်ကျော်မောင်ဤတာဝန်များကိုဝင်ရောက်ထမ်းဆောင်မိကြ၏စိတ်လွယ်၏အင်ဂျင်ရောက်လာတော့မောင်ကျော်မောင်ဤမျက်လုံးမှာပစ္စလခနေထိုင်သည့်အတွက်ပူ၍ပင်ဆူရလာသည်တခါတရံ၌မွေးသည့်အမီပင်သားဤရုပ်အသွင်ကိုမနှဲဖမ်းယူရတတ်၏ထူထဲရှိလျသော ပမုံမွေးများရှုပ်ပေါ်လျက်ဖုံအလင်းလင်းကပ်နေသောရာ အပြင်သို့ရွေစိကြီးခန့်ကြက်ဆူးထွက်နေသည့်မျက်စိဆုပ်ပြတ်ပြီးနေသောအဝတ်များစသည်တို့ကို မရှုမလှမြင်ရတဲ့ဒီမှာမောင်ကျော်မောင်ဤထာဝရအသွင်လိုလိုဖြစ်နေပြီ။လူလေးရဲ့မြင်လို့မှကောင်းလေရဲ့လားကွယ်ရေမှုကလေးများချိုးဆန်းပါဦး။အဘယ်မြအမိုင်မဲရိုင်းဆိုင်နေသူပင် ဖြစ်စေကမူမွေးသည့်မိခင်အတွက်မှမူမြို့စပွဲမုံတိစပွဲဟု ထင်မြင်မှုရန်ခင်းရင်လာပေသည်မိခင်မြတ်တာ၌ချွင်းချက်နှင့်ကန့်သက်ပိုင်းခြားထားခြင်းမရှိပေတို့ကြောင့်လည်းမိဘကိုရှိသည်ဟူ၍အမှတ်မထားသောတားလီတားလွင်ကိုကယုကရင်စီကြိုခြင်းဖြစ်၏တို့တော်လည်းမောင်ကျော်မောင်ကချွမ်းမဲ့သောဆင်ဦးစည်း၏လက်မှမုံယုံနေသောဆင်းရိုင်းသည်ဟုတ်ပါဘာလို့ဖို့လဲဘာဖြစ်လို့ရေချိုးရမှာလဲရေချိုးလဲကြုတ်ရင်ထဲမှာအေးမှမလာပဲဟဲ့အချင်းရှိသူရဲ့အရက်တွေရင်းငန်တောက်နေတာရင်ပူမှာပေါ့ အမှုသမားဤရင်၌ရှိသောအခရာဝတ်များကိုမိခင်သည်မသိပေ။ချိုးဖြောင်သောအမြင်ဖြင့်သာရှုမြင်တတ်သည့်အတွက်ရင်ဘူးယုံဆိုတော်သေးရပေါ့ဟဲ့။ကြာရင်အသေးတောင်ကျွမ်းလေုံမယ်။ကြော့မောင်ကရီးခြင်းနဲ့အမေရေအမေပြောတာနောက်ကျသွားပြီ။ဘာဖြစ်လို့လဲသိလား။အမေမပြောခင်တည်းကကျုပ်အသေးတစ်ချမ်းကျွမ်းနေပြီဗျ။သိရဲ့လား။မောင်ကြော့မောင်ကမူမူယူဖြင့်အခရာဝတ်ကိုဖတ်ပြသည်။ဘီလီယံဟာဟာပပရေချလိုက်ကရုတ်ချီပင်ဝမ်းမန်းတဲ့ မိုးပြစ်လိုက်ပြန်လေ၏အမှုပြေသောနေမရှိသည်မှာကြာမြင့်ခဲ့ပြီဖြစ်သောမောင်ကျော်မောင်မှာထွန်းသာ၏ပါဇက်ဖြားမှထွက်လာသောစကားတံကိုကြားလိုက်ရသည့်ခဏ၌အမှုပြေသွားပေသည်မောင်ကျော်မောင်ကအရက်ခွက်ကိုမြေပေါ်သို့ဆောင်ချလိုက်ပြီးညတောင်ဆင်းလျက်မော့ကြည့်။ဘာလဲထွန်းသာမင်းကငါ့ကိုရန်ချရလား။ထွန်းသာမှာတောက်ဆဲအရက်ခွက်ကိုပင်ဆက်လက်မမော့ဝင်တော့ပဲထိတ်လန့်စွာဖြင့်ပြန်ဖြေသည်။ဟာတကယ်ကြီးကမင်းကဘာလို့ရန်ချရမှာရောကွာ။ငါကြားခဲ့ရတာပြောတာပဲ။ဟင် ဒါပြန်တကယ်ပေါ့တကယ်ပေါ့ကဘုရားစုရပါစေမောင်ကျော်မောင်ကသူ့ပါလျက်နဲ့ထွန်းတာကိုမျက်တော့နေကြီးဖြင့်စိုက်ကြည့်နေသေးသောကြောင့်ထွန်းတာမှအတော်ကြီးတုန်လှုပ်သွားရ၏အေးကောင်းပြီဟုဆိုကမောင်ကျော်မောင်မျက်လှာချလိုက်တော့မှထွန်းတာမှသူ့တောက်လက်စာခွက်ကိုဆက်လက်မော့ဝင်လေသည်သို့တော်လည်းထွန်းတာမှအရက်ခွက်ကိုစိတ်ရည်လက်အီမော့မီစင်တွင်ဇက်ပိုးကိုအောက်ခံလိုက်ရသဖြင့်ဟထိုလဲကျသွားရလေသည်။ငါရီစာကိုယူရင်းနဲ့ကောင်ဒီနယ်မှာမရှိဘူးကွ။ခွေးမသာထွန်းတာမင်းညာလား စင်စစ်တော့မောင်ကျော်မောင်မမြစ်တစ်ဖက်ကမ်းရှိကျေးရွာများအပြင်ကြောင်ရုံနေရသောလူစုတယောက်ဖြစ်မှန်းမသိဖြစ်နေ၏မျိုးလုံးတစ်ဖက်သေးသာရှိသူအတွက်နောက်ထပ်ဆုံးရှုံးစရာမှာသူတစ်ပါးကဲ့သို့နှလုံးမဟုတ်တစ်လုံးသာဖြစ်သည်ဆိုသောစကားမှာမောင်ကျော်မောင်၏လက်ဆွဲအသေးတချံလောက်ကျွမ်းနေသူအတွက်တိမ်မင်းကိုမြ мян တွေ့အောင်လိုက်လံရှာဖွေခြင်းသည်ချမ်းသာသူခါကိုလိုက်လံရှာဖွေခြင်းဖြစ်၏ဒါကမောင်ကျော်မောင်၏ခြင်းဟန်မောင်ကျော်မောင်ကထွန်းတာကိုရိုက်နှက်ပစ်ခဲ့ပြီးလဲလံအတိုင်းပြပိုက်တန်းရွာသို့ရှောက်ခဲ့သည် ရွာပြင်မှလှမ်းကြည့်၍မီးအုံညိုတို့အိမ်တွင်၌လင်းထိန်နေသောမီးရောင်များထွက်ဝင်လှုပ်ရှားသွားနေသောမီးရောင်များကိုမြင်ရသည်တွင်ထွန်းတာပြောတာဟုတ်ပြီဟုယုံကြည်လိုက်လေ၏မရှိမနောက်မီးအုံညိုတို့အိမ်ထဲတွင်ထွန်းထားသောမီးရင်ကိုမောင်ရိပ်မှတစုံတစ်ယောက်ကခဲပြင်းပစ်ခွဲလိုက်သဖြင့်မောင်ကျသွားလေတော့သည်အေးလူလူစကားဝိုင်းဖွဲ့ပြောဆိုနေကြသူများမှာအထိတ်တလန့်အော်ဟစ်လိုက်ကြကရွရွတဲတဲဖြစ်သွားစဉ်မောင်ကျမအိမ်မော်တို့ပြေးတက်သွားသည်မီးအုံညိုရှဲဟု မယုံညိုအားလှုပ်ခနဲထူလိုက်မိပြီးမှအတန်အုံမမိသွားကဒီကိုယ်လုံးကျဉ်တက်သွား၍ကြောက်ရွံ့ကြီးလိုဖြစ်သွားလေတော့သည်ချက်ချင်းပင်ငါလာပြီဟေးဟုသောအတန်ကအမောင်ထဲမှထွက်ပေါ်လာပြီးဒီလွားသံများထွက်ပေါ်လာလေတော့သည်အမလီလာကြပါဦးမယုံညို၏အတန်အနောက်ဖက်အတွင်းမှရုန်းကန်ရင်းအကူညီတောင်းလိုက်ရသည့်အတန်မျိုးဖြစ်ဟာကြော့မောင်နဲ့ဟေးမောင်ကျော်မောင်၏အတန်နဲ့ကြည်သည်အမောင်ထဲမှဆူဆူဝါးဝါးကြီးထွက်ပေါ်လာလေသည် မိယုံတို့တအိမ်လုံးမှာအော်တန်ဟစ်တန်ပြည်လားတန်များဖြင့်ငရေရန်ဖွင့်လျက်ရှိလေသည်ရွာကောင်း၏အိမ်မှထုံများထွန်းညီကညာတန်ပေးပြီးလူစုလျက်ချက်ချင်းပင်မိယုံညို့တို့အိမ်ဘက်သို့ပြေးလာကြသည်ပေါင်ကြော့မာ၏တစ်ခုလုံးတွင်မိယုံညို့ကိုမှသွေးများစွန့်ထင်းနေကအိမ်လေးကရင်၌သွေးတဆက်ဆက်ကျနေစေဓမြောင်ကြီးကင်မြောက်လျက်သာမိယောင်ဖြင့်မြင်ရလေသည်ဟဲ့ကြော့မာဓာတ်ထုတ်ချလိုက် မျက်လုံးတစ်ဖက်ထဲရှိတဲ့လူဟာနှစ်ဖက်ရှိတဲ့လူရဲ့စကားကိုနားထောင်ရမလားကွာမောင်ကျော်မောင်ကအော်ရွေးရရင်ကအုတ်တွင်းသို့သွေးဆက်လက်နှင့်ဓားပြင်းလှမ်းပေါက်လိုက်ခါသူ့ကောင်ထက်ရှိထရံကိုနောက်ပြန်ဆန်းလိုက်သည်ခံလီသားတစ်ချောင်းကိုသူ့ဤလက်ကဆန်းတွေ့သွားသည်နှင့်တပြိုင်နက်မသေးခြင်းဖယ်စားဟဲ့ဟုအော်လျက်လူအုပ်ထဲသို့ပြေးလာပြန်ရာနှစ်ဖက်ချော်တစ်ချောင်းသည်သူ့ဤကြံရှိနေသောမျက်လုံးကိုမှစိုက်စိုက်မြတ်မြတ်လာရောက်ထိမှန်လေသည် သွေးများဖျားကနေကြဆင်းလာကရိုင်ကနေကြသွားတော့လေမောင်ကျောင်းမောင်ကချက်ချင်းပြန်ထားကလူဟုတ်တွင်တို့နှစ်ဖက်ချွန်ဖြင့်ပြန်လဲပြစ်တင်လိုက်သည် ဟာရွာကောင်းကိုထိသွားပြီဟေးဟုသည့်အတံများထွက်ပေါ်လာရသို့ထယံမဆန်းယူလာခဲ့သောထန်းလီသားဖြင့်တအားပြစ်လွဲလိုက်ပြန်သည်ဒုတိယချိန်ဟဲကနေအတံများထွက်ပေါ်လာပြန်လေ၏ဟာ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 ဆိုတော့နာနာဘဝများရင်မောလိုက်တဲ့နှင့်တူသည့်အတံကြီးသည်ပြပိုက်တန်းရွာလုံးကိုအုံမိုးသွားလေတော့သည် သူဤရှိတို့နောက်ငယ်ရင်းရိုင်းနေသောကိုခန္ဓာကြီးမှာလဝဲဖက်ရှင်အောင်ကိုတချောင်းလာရောက်စူးဝင်သောကာလ၌ခွေရင်လဲကြသွားကတဖြည်းဖြည်းငြိမ်သက်သွားလေတော့သည်ဆင်မြူကျွန်းအောင်သိမြဝတီ1961ဒီဇင်ဘာအဗီနာဆင်နေကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်